င်္ဂလာပါ Baby Sprague Home Prenatal Pregnancy Series မှာကြိုဆိုပါတယ်ဒီ part 32 week 32ပတ်အတွက် highlight clear ပါလဲဆိုလို့ရှိရင်ကျမတို့ဒီအချိန်မှာ32ပတ်ကဒါ milestone တစ်ခုလို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျမတို့32ပတ်ဆိုတော့နော်လနဲ့အရင်တွက်မယ်ဆိုလို့ရှိရင်ဒါ၈လမြောက်ထဲကိုရောက်လာပြီပေါ့နော်ဆိုတော့ဟိုတိတ်မလို့တော့ဘူးပေါ့ပြောရလို့ရှိရင်နော်ကလေးနဲ့သူကိုယ်နဲ့တွေ့ရဖို့တသိတ်မလို့တော့ဘူးဆိုတော့32ပတ်ဆိုတဲ့အချိန်ကတော့ကျမတို့ကတော့အရေးကြီးတယ်လို့ထင်တယ်ပေါ့နော်နောက်ကတချို့တော်တော်များများလည်းဘယ်လိုကြွတွေ့ကြုံရလဲဆိုလို့ရှိရင်ဒီ32ပတ်အချိန်မှာကျမကိုယ်ကိုယ်တိုင်နဲ့တွေ့ကြုံရ ါတယ်။ဒါပါလဲဆိုလို့ရှိရင်ပြပြချင်းနဲ့ဒီ bike ကအောက်ကိုယော့လာတယ်လို့မျိုးခံစားအထူးသဖြင့်ဒါ second time third time မှာလည်းရှိပိုင်းမှာကလေးရှိခဲ့ပြီးသားကိုယ်စာမိသားမိခင်နေဆိုလို့ရှိရင်ပို့လို့ကြွက်သားတွေကလည်းယော့နေတဲ့ခါကျတော့လေအာဒီ bike ကအောက်ကိုပြုတ်ကျလာတာကိုပြုတ်ကျရဲဆိုတော့ drop ဖြစ်တယ်လို့ပြောရပေါ့နော်။အဲ့ဒါကိုပို့ပြီးတော့မြင်ရတယ်။ဘာလို့ဆိုတော့ကျမတို့ခြေပိုင်းမှာ bike ကလုံပြီးတော့ရှေ့ကိုပူနေရနေပြီးတော့တွဲတွဲလေးအောက်ကိုဖြစ်လာတဲ့သဘောပေါ့နော်။ဘေးနဲ့ဘေးလိုက်ကြည့်လို့ရှိရင်နည်းနည်းပို့ပြီးတော့တည်တာတယ်။နောက်တစ်ခါဘလို့တည်နိုင်သေးလဲဆိုလို့ရှိရင်အသက်ရှူရတာနည်းနည်းချောင်းလာတယ်ပေါ့နော်။အဲ့လေးဖြစ်လာတယ်ဆိုလို့ရှိရင်ကျမတို့ကအော်ငါ ကလေးလေးလည်းအော်အော်တင်မစုံနဲ့ကိုကျသွားတယ်ကျသွားတယ်ဆိုတော့ခေါင်းဆိုင်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားလို့ဆိုလို့ရှိရင်အဲ့လိုမျိုးကလေးက baby drop ဖြစ်သွားတယ်လို့ပြောရဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားလို့လည်းဖြစ်နိုင်တယ်နော်ဒါပေမဲ့တစ်ခါတည်းချင်းလည်းချိုးရကြတော့မမြင်ရသေးဘူးဒါ first time မှမလို့လည်းဖြစ်နိုင်တယ်လို့မျိုးကလေးကတော့ bridge position ဖြစ်နေလို့ bridge position ဆိုတော့ဖင်ကအောက်ကိုရောက်ပြီးတော့အမှန်ဆိုကျမတို့ရဲ့ပုံမှန်မွေးရမယ့်ဖြစ်စဉ်ကကလေးကခေါင်းကအောက်ကိုဆိုက်ကြမယ်လीနော်ဒါပေမဲ့လည်းတစ်ခါတည်းချင်းကလေးလေးတွေကလှည့်ရင်ပတ်ရင်လည်းခေါင်းကအောက်မြောက်ဖယ်နေတယ်ဒီတင်ပစုံကြီးကအောက်ရောက်နေလားပေါင်ကြီးကအောက်ရောက်နေ င်6လောက်ကအောက်ကိုရောက်နေတာဒါမျိုးကြီးရှိနိုင်တယ်ဆိုတော့ဒါကတော့ကျွန်တော်တို့မသိနိုင်ဘူးပြင်ပန်းနေပြီးတော့ ultra sound ရိတ်မှာပဲသိတယ်ဆိုတော့ကျမတို့ကဘယ်ချိန်မှာ ultra sound ရိတ်လဲဆိုလို့ရှိရင် twin stage ရှိတဲ့ဒီဟိုပါကိုဝင်အမွာရှိတဲ့မိဘတွေဆိုလို့ရှိရင်တော့သူတို့ရိုက်တယ်ဒါပေမဲ့ကျမတို့တုံတန်ဆိုလို့ရှိရင်တော့ เนาะ Harris မရှိဘူးဆိုရင်36 week ကြာမှာပဲကျမတို့ဒါကလေးရဲ့ခေါင်းဆိုင်နေလားမနေလားဆိုတာကို ultrasound ရိုက်ကြတယ်ပေါ့နော်အခုကဘာရှိလဲဆိုလို့ရှိရင်ဒီချိန်မှာအဖြူစင်းတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအဖြူစင်းတာကအဲကျမတို့တော့တော် sticky ဖြစ်တယ်အယောင်မပြောင်းဘူးအနံ့နေလည်းမပြောင်းဘူးဆိုရင်စိုးရင်စရာမရှိဘူးအရင်ကလက်ဆိုင်ရင်တော့ပို့ပြီးတော့ဖြူစင်းလာနိုင်မယ်ကိုကတကယ်လို့မှစုံနေရမျိုးမကြိုက်ဘူးဆိုလို့ရှိရင်ကျမတို့ panty liner လို့ခေါ်တယ်ပပလေးပေါ့နော်ဖတ်ပပလေးလေးအဲ့ဒါလေးတို့ကျမတို့ဖောင်းပြီးမှကပ်ပြီးတော့အသုံးပြုလို့ရပါတယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကြ တော့ဟို Bristol Hicks လေ Bristol Hicks ဆိုတာဟိုဟာတောင်းပြီးွားတော့ကြောက်ခဲလို့မျိုးမျိုးတင်းလာတာဟမ်ဒါလေးတွေကလည်းခဏခဏဖြစ်မယ်ကလေးကလည်းဒီအချိန်မှာပိုလို့လှုပ်ရှားလာတယ်အထူးသဖြင့်သမင်စားပြီးတဲ့ချိန်တို့ညပဲအိတ်ခန်းကြီးချိန်တို့ဒီချိန်မှာကလေးကပိုပြီးတော့လှုပ်ရှားတာကိုတွေ့ရတယ်ကျမတို့ကဒီအချိန်မှာဆိုကလေးရဲ့ size က papaya Timothy Timothy size အရွယ်လောက်ဖြစ်နေပြီ weight အနေနဲ့ပြောမယ်ဆိုလို့ရှိရင်၄ပေါင်ကျော်နေပြီ 4ပေါင်နဲ့3အောင်ဆလာဖြစ်နေပြီ။အဲ့တော့ဟိုအရှိအနေနဲ့ပြောမယ်ဆိုတော့18လက်မှအနီးပါရောက်နေပြီပေါ့နော်။တော်တော်လေးရှည်လာနေပြီကလေးက။တော့အဲ့32ပတ်မှာဆိုလို့ရှိရင်ကလေးရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုကြည့်လိုက်မှဆုံးလေ။သူတို့ရဲ့ခန္ဓာကိုယ်ကကုန်နီးပါဖွံ့ဖြိုးပြီးလာဖြစ်နေပြီ။တခုပဲဒါအဆုတ်ပေါ့နော်။ကျမတို့အဆုတ်ကတော့ကလေးရဲ့ဖွံ့ဖြိုးမှုကနော်အပြေရောက်တဲ့တက်တိုင်အောင်လောက်မှပဲချုပ်ကလေးတွေက100%မဖွံ့ဖြိုးသေးဘူး။အဲ့ကြောင့်မို့ကျမတို့တွေကခဏခဏဟိုကမိပါတယ်ပြောတာကြားရတယ်။ဟာကလေးကထွဲတန်နေကြားရတယ်။ no solution လို့ဒါပြောရင်ပြောရဲဆိုတာကကျမတို့ကလေးတွေကလေနော်။ပြင်ကိုရောက်တဲ့တိုင်အောင်လောက်မှသူတို့ ရဲ့ဒီအစုပ်တီးတို့အသက်ရှင်လမ်းကြောင်းတွေတို့ကဆက်လက်ပြီးတော့ဖွံ့ဖြိုးနေတာဖြစ်တဲ့အတွက်အတွက်ကြောင့်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေမြင်နေကြနေရတာဖြစ်ပါတယ်ဒါပုံမှန်ပါပဲပေါ့နော်ဆိုတော့ဒီရွယ်မှာလည်းကျမတို့ကနော်ဟိုကလေးရတဖြည်းဖြည်းနဲ့ဒီလာရင်လာတယ်ဆိုပေမဲ့အစုပ်ကတော့သူကဖြည်းဖြည်းနဲ့ဆက်လက်ပြီးတော့ဖွံ့ဖြိုးနေစေပဲပေါ့နော်ကလေးရမတော်စမွေးခဲ့မှာဆိုလို့ရှိရင်လိုအပ်လို့ရှိရင်ကျမတို့က ICU သွားရတာမျိုးတွေရှိတယ်မမွေးစေချင်သေးဘူးပေါ့နော်32ပတ်မှမွေးရဆိုလို့ရှိရင်ရှင်ဖို့ chance ကတော့ရှိပါတယ်များပါတယ်ပေါ့နော်24ပတ်မှတည်းကမွေးတဲ့လူတွေတောင်မှပဲအသက်ရှင်ကြပါတယ်ဒါပေမဲ့အဓိက ကတော့မဖွင့်ပြိုးသေးတာအဆုပ်ဖြစ်ပါတယ်ဆိုတော့အဆုပ်ဖွင့်ပြိုးဖို့ဆိုလို့ရှိရင်ဒီကလေးလေးတွေကိုဖန်ပေါက်ကြောင်တွေမှာထားရတာပေါ့နော်သူတို့ဟိုအလေးပြိုးလေးနဲ့ထားရမျိုးလေးရှိတယ်နော်ဆိုတော့အဲကြောင့်မလို့ဒီအချိန်မှာကလေးကိုကျမတို့လည်းမွေးကျင်တာပေါ့နော်ဆော့ဆော့မွေးကျင်မိမယ်အဲကျမတို့က32ပတ်မှလည်းကလေးကိုဖိုက်ထဲမှာပဲရှိနေအောင်လို့ဟိုတက်နေတယ်မြတ်ပေါ့နော်ဟိုအရင်ဘယ်မမတ်နေမလို့ဘူးနော်ဟိုတက်နေတယ်မြတ်ကိုအမ်ကလေးအတွက်မတင့်တော်တာလည်းမလို့ဘူးပေါ့နော်တက်ပြီးတော့ကလေးကိုဖိုက်ထဲမှာပဲရှိနေစေချင်တာအောင်ဆိုတော့အဲ့လိုမျိုးလေးလုပ်ပါမယ်လို့နော်ပြီးလို့ရှိရင်နောက်ခု ကကလေးရဲ့ရတားလေးဆိုလို့ရှိရင်ကလေးရဲ့ဒီ see testicle လေးပေါ့နော်ဝေးစီလေးကပ်ပဲအိတ်ပေါ့နော်ကပ်ပဲအိတ်ထဲကိုဆင်းလာနေပြီတကယ်လို့အချို့ကလေးလည်းအဲအဲ့လိုမျိုးမဆင်းလာတဲ့ကလေးလေးလည်းရှိတတ်တယ်ဒါဆိုတော့ဒါနည်းနည်းပြဿနာရှိရပေါ့နော်တော့အဲအကြောင်းမို့အရင်ဆော့ဆော့မွေးရဆိုလို့ရှိရင်ဒီမှာတော့အဲ့လိုမျိုးခက်ခဲလေးတွေလည်းရှိနိုင်တယ်ပေါ့နော်ဇွန်မီပိုင်အနေနဲ့ဆိုလို့ရှိရင်တော့ဒီဘက်ကဖြည်းဖြည်းကြီးလာတဲ့ခါကျတော့လေအရင်သားတွေရားတယ်ဘိုက်တရားရားလာတယ်မကုတ်ပါနဲ့တနင်္လာများလိုရှင်းမဲ့လိမ့်မှာမဟုတ်ရင် stretch mark တွေဖြစ်သွားရင်အဲ့ဒီဟာတွေကပြန်မပြတ်ဘူးပေါ့နော်တ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 ော်ကြာပြီးတော့မှကျမတို့ပြန်ပြီးတော့ပျောက်တယ်အဲ့အကြောင်းမို့လို့ ော့တက်တဲ့မြာရှောင်ပြီးွားတော့ဗောနော်မကုတ်ပါနဲ့ဗောနော်နောက်ခုကတော့ကျမတို့ကဘိုက်ဆာလာအရင်တော့လက်ရှင်တော့အရင်မဆာတော့ဘာလို့လဲဆိုတော့အဓိကဘိုက်ကအရင်ဖိနေတဲ့ခါကျတော့ လူကအရင်မစားနိုင်ဘူးခဏလေးနဲ့ပိုက်ကြည့်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အဓိကကကျွန်တော်တို့အာဟာရနဲ့ပြေးဝအောင်ဆက်လက်ပြီးတော့နည်းနည်းပိုစားရမယ်ပေါ့နော်ရန်ကြီးတော့စားနေကြမလို့ပဲမဲ့300ကယ်လိုရီပိုစားနေအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတထိုင်နဲ့မစားနိုင်ဘူးဆိုလို့ရှိရင်နှစ်နိုင်ချားတစ်ခါသုံးနိုင်ချားတစ်ခါလောက်ကိုကလေးအတွက်ကောင်းမဲ့အစားအာဟာရလေးတွေညတာမဲ့မီယိုစလေးတွေကိုကျွန်တော်တို့စားပေးနေတင်ပါတယ်ဒါကတော့ကျွန်တော်တို့အိုးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ vaccine ထိုးပေးတယ်ဟာနော် Tdap vaccine ရဲ့ MMR vaccine ပေါ့နော် vaccine ထိုးခိုင်းလိုက်မယ် ဖလူရှော့တော့ကိုဗစ်ရှော့တော့မထိုးကျင်ဘူးဆိုရင်တော့မှပဲထိတတ်ပေါ့နော်အဲ့ဒီဟာကတော့ထိုးသင့်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ကဒါကိုဝင်ဆောင်တဲ့လူတိုင်းကို recommend လုပ်တယ်အဲနောက်ခုကဘာလို့လဲဆိုတော့အဲ့လိုမျိုးဒီထိတတ်ထိုးခြင်းအပြင်လည်းကျမတို့ကကလေးမှာအင်မျိုးကိုတခါတည်းပေးလိုက်လို့ဖြစ်သွားတယ်ဘာလို့ကလေးမွေးလိုက်မွေးတဲ့အချိန်မှာယောဂတွေပါတယ်ဒဏ်ရာတွေအနာတရဖြစ်တဲ့အခါမှာပိုးဝင်မှုမိခိုင်ပိုးလို့ခေါ်လာတာမသိဘူးနော်ဆိုတော့အဲ့လိုမျိုးပေါ့အဲ့ဒါတွေပိုးဝင်တာတွေကိုဖြစ်တာကိုကာကွယ်ဖို့အတွက်ကလေးတွေပေးလိုက်နိုင်ဖို့အတွက်ဖြစ်ပါတယ်အဲအကြောင်းလို့မိဘတွေကိုနောက်အဲ့ချိန်မှာစိတ်ထိုးမလား ားလို့ဇာဝင်တွေကပြန်ပေးတယ်ဆိုလို့ရှိရင်အများကြီးမထိုးချင်ဘူးဆိုရင်တော့မအဲ့တခုလောက်တော့လက်ခံလိုက်ပါကျမလည်းအကုန်လုံးမထိုးပါဘူးဘာလို့ဆိုတော့ကျမလည်းအထိုက်ပစင်းတော့မဟုတ်ပါဘူးဆေးအများကြီးတစ်ပြိုင်တည်းနဲ့ထိုးတော့ကျမအာမပေးဘူးပေါ့နော်ဆိုတော့အာမပေးဆိုတော့ကျမကိုယ်ကိုယ်တိုင် prefer မဖြစ်ဘူးဆိုတော့အဲ့ဟာတော့ကျမထိုးတယ်ဒါပေမဲ့ covid shot တို့ flu shot တို့ဘာလို့ကတော့ကျမမထိုးဖြစ်ဘူးပေါ့နော်ဒီကိုဝင်ဆောင်တဲ့ချိန်မှာ okay so ဒါကကျမတို့32 weeks pregnancy highlight လေးအမြောက်ထွက်တာပါ